ကျမရဲ့ပရိသတ်ကြီးခုမြင်နေရတဲ့ဗီဒီယိုလေးကတော့မလေးရှားလေကြောင်းလိုင်း Flight MH370 က2014ခုနှစ်မတ်လ10ရက်နေ့မှာကွာလာလမ်ပူကနေပြီးတော့ပီကင်းကိုပြန်တန်းတဲ့အချိန်မှာပျောက်ဆုံးသွားခဲ့တဲ့လေယာဉ်ခရီးစဉ်လေးဖြစ်ပါတယ်။ကမ္ဘာလေကြောင်းသမိုင်းမှာ အကြီးမားဆုံးဖေရီအဖြစ်ကျန်ရစ်ခဲ့တယ်ဆိုလည်းမမှားပါဘူး။ MH370 အကြောင်းကိုပြောရမယ်ဆိုရင်လင်းအမျိုးအစားကတော့ Boeing 777-200 ER ဖြစ်ပါတယ်။ခရီးသည်အနေနဲ့အမျိုးသား153ဦးအမျိုးသမီး86ဦးစုစုပေါင်းခရီးသည်239ဦးပါဝင်ပြီးတော့အဲပျောက်ဆုံးတဲ့အချိန်မှာရေဒါကနေပြီးတော့ပျောက်ကွယ်သွားတာပဲဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့လေကြောင်းပြောင်းလဲခြင်းတွေဖြစ်ပေါ်ခဲ့ပြီးတော့လေယာဉ်ကပီကင်းကိုဥတီတဲ့အချိန်ကနေပြီးတော့တောင်ဘက်ကိုရုတ်တရက်ဥတီချက်ပြောင်းသွားပါတယ်။မလေးရှား၊ထိုင်း၊အိန္ဒိယနဲ့ဩစတြေးလျတို့ရဲ့ရေဒါတွေကနောက်ဆုံးအချက်ပြမှုအိန္ဒိယသမုဒ္ဒရာထဲမှာတွေ့ရပါတယ်။အချက်ပြမှုတွေပျောက်ဆုံးတဲ့အချိန်မှာတော့လေယာဉ်ဆက်သွယ်ရေးစနစ်နဲ့လေယာဉ်တည်နေရာပြစနစ်တို့ကိုပိတ်ချခဲ့တယ်ဆိုပြီးတော့ယူဆရပါတယ်။ ရှားပွေးရေးလုပ်ငန်းစဉ်တွေကို2014ရာနေပြီးတော့2019ခုနှစ်အထိဩစတြေးလျအနီးတောင်ပိုင်းသမုတ်တရာမှာအကြီးအစားရှားပွေးမှုပြုလုပ်ခဲ့ပေမဲ့လင်းရင်ကိုပြန်လည်ပြီးတော့မတွေ့ရှိခဲ့ရပါဘူး2018ခုနှစ်မှာ Ocean Infinity ကုမ္ပဏီကဤပညာအသင်းနဲ့ထပ်မံရှာဖွေခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။ လင်းရင်ရဲ့အပိုင်းစာတွေကိုတော့2015နဲ့2019ခုနှစ်အတွင်းအိန္ဒိယသမုဒ္ဒရာကမ်းခြေကြီးမှာ MH370 ရဲ့ပြန်လည်တည်ဆောက်နိုင်တဲ့အစိပ်ပိုင်းတချို့ကိုတွေ့ရှိခဲ့ရပါတယ်။ ယူဆချက်တင်တဲ့တန်တရားတွေကိုပြောရမယ်ဆိုလို့ရှိရင်လူရင်းမှုရဲ့ရည်ရွယ်ချက်ကိုလည်းထည့်သွင်းပြီးတော့ပြောရပါမယ်။ဖြတ်သိမ်းမှုနဲ့အစွန်းရောက်လမ်းကြောင်းပြောင်းတာတွေ၊နောက်အကြမ်းဖက်မှုနဲ့ဤပညာချုပ်ယွင်းမှုတွေ၊နောက်နိုင်ငံတကာဖုံးကွယ်မှုသီအိုတွေတွေအကြောင်းကိုလည်းထည့်သွင်းပြောရမှာဖြစ်ပါတယ်။အနည်းချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့ DMH370 ဟာနီးပညာတူတက်တဲ့ခင်မှာမပြေရှင်းနိုင်တဲ့ကမ္ဘာအကြီးဆုံးဒီကြောင့်မဟေဒီဖြစ်နေဆဲပဲဖြစ်ပါတယ်။